။တန်ရောစင်နှောင်ကျိုးရသေးကြီးတစ်ပါးသည်မြို့ထဲကိုဝင်လာသည်။သူကိုတထေးကြီးတစ်ယောက်ကခရီးဥကြိုပြုပြီးကြောပါရှင်အမောပြေရေးအေးများသုံးဆောင်ပါနေလေစားကိုလည်းသုံးဆောင်နိုင်မှသည်အရှင်ဟု ခရီးဥကြပြုလေသည်ရသေးကြီးကလည်းသာဓု တာဒုတာဒုဟုတုံ့ပြန်မှုပြုသည်နေလေစာစားသုံးပြီးနောက်ယသိကြီးကတထေးကြီးကိုတထေးကြီးအသက်လဲကြီးပြီးဖះနဲ့တွေ့ရင်အစင်သည့်ဖြစ်ပြီလောဟုမေးလိုက်သည်တထေးကြီးကအရှင်ကျွန်ုပ်ဖះနဲ့တွေ့ချင်ပါသည်သို့တော်ကျွန်ုပ်ဤသားလေးမှာအရွယ်မရောက်သေးအလွန်ငယ်သေးသောကြောင့်သူ့အရွယ်ရောက်မှသာ တွေ့ပြရစီအရှင်ဟုဆိုလိုက်သည်တထေးကြီးဤသားအရွယ်ရောက်လာတော့အခါယသိကြီးကရောက်လာပြန်သည်တထေးကြီးဖះနဲ့တွေ့ရင်အစင်သက်ဖြစ်ပြီလောအရှင်သားဒီအရွယ်ရောက်လာပြီဖြစ်သဖြင့်အိမ်တောင်ချပေးရန်လိုပါသည် သားကိုအိမ်တောင်ချပေးပြီးမှလိုက်ခဲ့ပါမည်အရှင်နောက်၃နှစ်ခန့်ကြာသောရသေးကြီးသည် ရောက်လာပြန်သည် ခြံထဲတွင်တထေးကြီးချွေးမှလမ်းလျှောက်နေသည်ကိုတွေ့သဖြင့်တထေးကြီးတင့်သားလည်းအိမ်အောင်ကြပြီချွေးမှလည်းရပြီဖះနှင့်တွေ့တော်မူလောဟု မေးလိုက်သည်အရှင်ယခုကျွန်ုပ်ချွေးမှထံတွင်ကိုဝင်ရှိနေပါသည်မိလေးကိုတွေ့ချင်ပါသေးသည်မိလေးကိုတွေ့ပြီးမှဖះနှင့်တွေ့ရန် လိုက်ခဲ့ပါမည်နောက်တစ်ချိန်ယသေးကြီးသည် တထေးကြီးကိုတွေ့ရန်လာသောအခါတထေးကြီးကွယ်လွန်သွားပြီဖြစ်သည်ယသေးကြီးကအိမ်ထဲကိုလိုက်ကြည့်သည်တထေးကြီးသည်သူ့အိမ်တွင်ပြန်ပြီးနွားဖြစ်နေသည်ကိုတွေ့လာရသဖြင့်အလိုတင့်ကိုနွားဘဝနှင့်တွေ့ရသည်မှာစိတ်မကောင်းဖြစ်ရပါသည်ကဲဖះနှင့်တွေ့ရင်ယခုပဲလိုက်ခဲ့ပြီတော့ဟုခေါ်ပြန်သည်နွားက ယသိကြီးယခုအချိန်ဒီလေယာများလောက်ကင်နေခြင်းဖြစ်တော့ကြောင့်အလုတ်အလွန်များပါသည်ကျွန်ုပ်မရှိလင်လေထွန်ရေးအတွက်ตาအခက်တွေ့လိမ့်မည်ตาတယောက်တည်းပင်မန်းနေမည်ဆိုရင်သဖြင့်လေလုံငန်းများသိမ့်မှ လိုက်ခဲ့ပါတော့မည်နောက်တစ်ချိန်ယသိကြီးထိုးအိမ်ကိုရောက်လာပြန်သည် ထိုးအချိန်တွင် နွားကြီးကတည်သွားပြီးတည်သွားသောနွားသည် ထိုးအိမ်မှပင် ခွေးအဖြစ်ပြန်ဝင်စားနေပြန်သည် ထိုခွေးကအိမ်ပေါဝတွင်ငုတ်တုတ်ထိုင်နေသည်ကဲခွေးဘဝရောက်နေမှာတော့ဘာထူးတော်မည်နီဖះကိုတွေ့ရင်လိုက်ခဲ့ပြီတော့ဟု ရသေးကြီးကခေါ်ပြန်သည်ခွေးကအရှင်ကျွန်ုပ်ချွေးမနဲ့မြီးတို့ကိုရွှေငွေလက်ဝတ်ရတနာများဝတ်ဆင်သည်ကိုမမြင်လောအကယ်၍ကျွန်ုပ်သာအရှင်နဲ့လိုက်ခဲ့တော့ သူတို့ကိုတခိုးဓမြရန်တွေကမြည်သူကာကွယ်စောင့်ရှောက်ပါမည်နီးဟု ပြန်ပြောပြန်သည်ရသေးကြီးလည်းနောက်တစ်ခေါက်ရောက်လာပြန်သည် ထိုအိမ်ကခွေတည်သွားသည်ရသေးကြီးကတထေးကြီးဘယ်ဘဝရောက်နေသနည်းဆိုသည်ကို လိုက်ကြည့်သည်တထေးကြီးသည် ထိုအိမ်ရှိရေမြောင်းထဲတွင်ဖားဘဝကို ရောက်နေပြန်သည်ရသေးကြီးကဖားကိုကြည့်ပြီးနောက်ဆုံးတော့ သင်ဘဝသည်မြောင်းနေရောက်နေလေပြီဖះနေတွေ့ရင်လိုက်ခဲ့ပါတော့ဟုခေါ်ပြန်သည်ဖားကအရှင်ကျွန်ုပ်မလိုက်နိုင်သေးပါဤနေရာမှာနေပြီးตาချွေးမနဲ့မြေးတွေကိုကြည့်ကစိတ်ချမ်းသာနေရပါသည်ယခုဘဝတွင်ရှိပါစေတော့မြောင်းထဲမှာနေပြီးသူတို့ကိုကြည့်နေရရင်တေပျော်ပါပြီ။နောက်ဘဝမှသာဖះနေတွေ့ရင်လိုက်ပြရစီတော့ဟု ပြောလိုက်သည် နောက်ဆုံးတွင်ရတေကြီးသည် ချွတ်ထိုက်သူကို ချွတ်ရန်ဆိုသည့်ဆန္ဒကိုလက်လျှော့လိုက်သည် လူတိုင်းကိုကဲတင်ရန်မဖြစ်နိုင်ပါရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနေစင်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ จะมากรอเกีบา